MSP မင်္ဂလာပါခင်ဗျာကျွန်တော်နမဆရာဟန်သူရဟိန်ဖြစ်ပါတယ်ခင်ဗျာအခုရေပန်းစားနေတာလူငယ်တွေတော်တော်များများကြားထဲမှာရေပန်းစားနေတဲ့ဇိုးသစ်ဆိုင်အကြောင်းလေးကိုကျွန်တော်တိတလောက်မှတ်တလောက်လေးကျွန်တော်လေ့လာတာတလောက်လေးကိုကျွန်တော်ပြန်ပြီးတော့မျှဝေပေးခြင်းပါတယ်ဇိုးသစ်ဆိုင်ကဘာလဲနောက်ပြီးတော့ကျွန်တော်တို့ဒီမြန်မာအခေါ်ဝေါ်ကဘာလဲဆိုတာတိတဲ့လူရှိတယ်လို့မတိတဲ့လူလည်းရှိပါတယ်ကျွန်တော်မြန်မာအခေါ်ဝေါ်ရဆိုရင်ယာဒီခွင်လို့ခေါ်ပါတယ် သူကယာရီကွင်တွေကဘယ်နှခုရှိတယ်လဲဘာယာရီကွင်တွေကဘာလဲဘယ်ယာရီကွင်တွေကအချစ်ရေးနဲ့ပတ်သက်ပြီးတော့ဘလို့ဖြစ်တယ်လဲဘယ်ယာရီကွင်တွေကစီးပွားရေးနဲ့ပတ်သက်ပြီးတော့ဘလို့ရှိတယ်လဲဆိုတာဒါကျွန်တော်တို့လူငယ်တော်တော်များများကြားမှာအရင်ကိုခစ်စားနေတဲ့စကလစကလုံးတစ်လုံးပေါ့နော်စကစုတစ်စုဖြစ်တယ်ပေါ့နော်ဒါဆိုရင်ဒီနေ့မှာဆရာအနေနဲ့ဒီယာရီကွင်တွေမှာယာရီကွင်တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်အချစ်ရေးအကြောင်းကိုကျွန်တော်ကနည်းနည်းလေးမျှဝေပေးခြင်းပါတယ် ာရီခွင်တွေမှာဘာယာရီခွင်တွေရှိလဲဘယ်ယာရီခွင်တွေကအာဘယ်လိုမျိုးအချစ်ရည်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးဟိုခွဲခွာသွားတာလဲဘယ်ယာရီခွင်တွေကအချစ်ရည်နဲ့ပတ်သက်ပြီးတော့ဘယ်လိုအားနည်းတယ်လဲဘယ်ယာရီခွင်တွေကသစ္စာရှိလဲဆိုတာကျွန်တော်အာအရင်ဆုံးပနာမအနေနဲ့ကျွန်တော်အာပြောပြချင်ပါတယ်ခင်ဗျာအာဒါဆိုရင်ကျွန်တော်တို့သိတာလောက်ဆိုရင်ယာရီခွင်က12ယာရီခွင် ရှိတယ်เนาะအာ12ယာရီခွင်တွေကဘာလဲဆိုတော့မိတ္တပိတ္တမေထုံကရကတ်တိတ်ကံ ူဘိဇာသနုမကာရကုံမိန်စတဲ့ယာရီကွင်း12ယာရီကွင်းရှိတယ်။ဒီ12ယာရီကွင်းမွေးဖွားတဲ့လူတွေကဘယ်အချိန်ကနေဘယ်အချိန်မွေးဖွားတာလဲဆိုတာသိချင်တဲ့တိတဲ့လူရှိတယ်လို့မတိတဲ့လူတွေလည်းရှိတယ်။ဒါကြီးကိုကျွန်တော်နည်းနည်းညှောက်ဝေပေးခြင်းပါတယ်။နော်မိတ္တယာရီဘွားအေရီဒီယာရီဘွားတွေကဘယ်လအတော်သွင်းကနေဘယ်လအတော်သွင်းမွေးဖွားတာလဲဆိုရင်မလ23ရက်နေ့ကနေဧပြီလ19ရက်နေ့ ဒီယာဒီကွင်ကမိတ္တယာဒီကွင် Aries တွေရဲ့ယာဒီကွင်ဖြစ်တယ်နောက်ပြီးတော့ဘိတ္တယာဒီကွင် Taurus သူကဘလောက်သတ်မှတ်ထားလဲဆိုတော့ April လ20ရက်နေ့ကနေမေလ23ရက်နေ့မွေးဖွားသူတွေသတ်မှတ်ထားတယ်เนาะနောက်ပြီးတော့မေထုံယာဒီဘွား Gemini သူကမေလ22ရက်နေ့ကနေဇွန်လ23ရက်နေ့မွေးဖွားသူတွေဖြစ်ကြတယ်เนาะနောက်ပြီးတော့ Caracat Cancer လို့ခေါ်တာပေါ့เนาะသူက ဂျွန်လကနေဂျွန်လ22ကနေဇူလိုင်လ22ရက်နေ့ထိမွေးဖွားသူတွေ ဖြစ်တယ်เนาะနောက်ပြီးတော့လီယိုတိတ်ယာဒီဘွားတိတ်ယာဒီဘွားတွေကဇူလိုင်လ23ရက်နေ့ကနေဩဂတ်လ22ရက်နေ့မွေးဖွားသူတွေဖြစ်ကြတယ်เนาะနောက်ပြီးတော့ကန်ယာဒီဘွားဗာဂိုဆိုင်ဗာဂိုဆိုင်တွေကဩဂတ်လ23ရက်နေ့ကနေစက်တင်ဘာလ22ရက်နေ့မွေးဖွားသူတွေဖြစ်ကြတယ်เนาะနောက်ပြီးတော့လီဗရာတူယာဒီဘွား သူရွာဒီဘွားတွေကတော့စက်တင်ဘာလ23ရက်နေ့ကနေအောက်တိုဘာလ22ရက်နေ့မွေးဖွားသူတွေကဒါသူရာဒီဘွားလေဗရာဆိုင်းတွေဖြစ်ကြတယ်เนาะနောက်ပြီးတော့ဗိဆာရာဒီဘွားစကော်ပီယိုသူကအောက်တိုဘာ23ကနေနိုဝင်ဘာ22ရက်နေ့အတွင်းမွေးဖွားသူတွေဖြစ်ကြတယ်နောက်ပြီးတော့ဓနုရာဒီဘွားစက်ဂျီတေရီယံเนาะသူကနိုဝင်ဘာ23ရက်နေ့ကနေဒီဇင်ဘာ22ရက်နေ့မွေးဖွားသူတွေလို့သတ်မှတ်တယ်เนาะနောက်ပြီးတော့မကာရာ ယာဒီဘွားကပီကွန်နော်ကပီကွန်ယာဒီဘွားတွေကဒီဇင်ဘာလ22ရက်နေ့ကနေဇန်နဝါရီလ20ရက်နေ့မွေးဖွားသူတွေဖြစ်တယ်နော်နောက်ပြီးတော့ကုံယာဒီဘွား Aquarius သူကဇန်နဝါရီလ23ရက်နေ့ကနေ February လ16ရက်နေ့မွေးဖွားသူတွေဖြစ်ကြတယ်နောက်တစ်ခုမှာတော့မိန်ယာဒီဘွား Pisces နော်သူက February လ16ရက်နေ့ကနေ Mars လ20ရက်နေ့မွေးဖွားသူတွေဖြစ်တယ်ဒီမွေးဖွားသူတွေကသူတို့ရဲ့ယာဒီအလိုက် ယာဒီဘွားအလိုက်စိတ်နေစိတ်ထားတွေသူတို့ရဲ့အကြည့်စရိုက်တွေသူတို့ရဲ့မူကြည့်တွေကလုံးဝကွဲလွဲသွားတတ်တယ်အချို့ယာဒီဘွားတွေကချစ်သက်ကျင်ကျင်နာတက်ပြီးတော့အချို့ယာဒီဘွားတွေကရက်ရက်ဆက်တတ်တယ်အချို့ယာဒီဘွားတွေကချစ်သက်ဟန်ဆောင်တတ်တာကိုဟန်ဆောင်ပြီးတော့ဗောနော်တကယ်ရက်ဆက်တတ်တယ်တကယ် သူတွေရဲ့စိတ်နေစိတ်ထားမမှန်ကန်မှုတွေရှိကြတယ်အချို့အရာတွေကအပြင်ပိုင်းကတာကျွန်တော်တို့ကြည့်ပြီးတော့သတ်မှတ်လို့မရဘူးပေါ့နော်အချို့အရာတွေကသူတို့ယာရီဘွားမှလည်းသူတို့ရဲ့စိတ်နေစိတ်ထားသဘောထားတွေကိုကျွန်တော်တို့သိဖို့ရန်ခဲရင်းကြတယ်ကျွန်တော်အရှိမပြောခဲ့တဲ့ယာရီတွင်တွေတဲမှာမို့ပေါ့နော်သူတို့ကကျွန်တော်တို့ဒီဓာတ်တဘောတရားအရာရှိတဲ့ယာရီတွင်တွေရှိတယ်သူတို့ဘာဓာတ်တွေကလွှမ်းမိုးထားတယ်လေဓာတ်တွေကိုကျွန်တော်တို့တိတဲ့လူရှိတယ်လို့မတိတဲ့လူတွေလည်းရှိတယ် ဘာဓာတ်တွေကလွှမ်းမိုးတာလဲကျွန်တော်တို့ဒီမြန်မာအခေါ်ဘောဆိုရင် ပထဝီအာဘောဝါယောတေဇောဒီဓာတ်တဘောတရားတွေကဒီယာဒီပင်တွေပေါ်မှာလွှမ်းမိုးတာတယ်ဒါဆိုရင်ပထဝီအာဘောဝါယောတေဇောဆိုတာနော်ပထဝီဆိုရင်မြေအာဘောဆိုရင်လေဝါယောဆိုရင်ရေတေဇောဆိုတာမီးဒါကျွန်တော်တို့ဟိုသိတာကြတယ်ပထဝီအာဘောဝါယောတေဇောဓာတ်ပေါ့နော်လေရေမြေမီးစတာတွေပေါ့နော်အဲ့ဒီမှာ ဒီယာဒီခွင်တွေကိုလွှမ်းမိုးတဲ့ဓာတ်တွေကလေဓာတ်အဲဆိုင်အဲဆိုင်လို့ခေါ်တဲ့ယာဒီခွင်တွေမှာခလက်ကြတော့လေယာဒီခွင်တွေမှာခလက်ကြတော့ဘာတွေပါလဲဆိုတော့ဂျမနိုင်းပါတယ်လေဘရာပါတယ်အကွာရီယပ်စ်ပါတယ်နော်အဲ့ဒီမှာဒီမြန်မာမြန်မာအခေါ်ဝေါ်ဆိုရင်မေထုံယာဒီဘွားသူယာဒီဘွားကုံယာဒီဘွားဆိုပြီးတော့ပါတယ်နော်ဒီလေယာဒီခွင်တန်းမှာဒီယာဒီဘွား၃ခုပါတယ်ဒီယာဒီခွင်၃ခုရဲ့ အချစ်ရေး relation တစ်ခုကပေါ့နော်ဘလောက်ထိသူတို့ပြောင်းလဲမှုဖြစ်သက်လဲဆိုတော့ဒီယာဒီဘွားဒီခဏတော်ကဆရာပြောခဲ့တဲ့ Gemini ရယ် Libra ရယ် Aquarius တွေက relationship တစ်ခုကနေတစ်ခုကိုကူလီပြောင်းလဲတတ်တယ်ယာဒီတွင်ဖြစ်တယ်ပြောမယ်ဆိုရင်ဒီယာဒီတွင်တွေကအချစ်ရေးနဲ့ပတ်သက်ပြီးတော့မတိမြဲဘူး အခါလေကြရင်ပြောင်းလဲတတ်တယ်အသက်အစမ်းတွေတွေ့ရင်ပြောင်းလဲွားတတ်တယ်ယာဒီပင်ဖြစ်တယ်ပြောမယ်ဆိုရင်တော့အာဂျမနိုင်းရဲ့လေဗရာရဲ့အကွာရီယပ်စ်တွေကအချစ်ရည်နဲ့ပတ်သက်ပြီးတော့လှိစားတတ်တယ်ယာဒီပင်လို့ပဲကျွန်တော်ပြောချင်ပါတယ်သူတို့ကပြောင်းလဲတတ်တယ်ချစ်နေပါလေရနဲ့လဲပြောင်းလဲကူလူဆက်ဆံတတ်တယ်နော်ဒါကလေယာဒီပင်တွေမှာဖြစ်တဲ့ယာဒီပွားတွေပေါ့နော်နောက်ပြီးတော့ဝါတာဆိုင်ရေယာဒီပင် ရေယာရီဝင်တွေမှာဘာပါလဲဆိုတော့ကန်ဆာရယ်စကော်ပီယိုရယ်ပစ်ဆက်ရယ်ပါတယ်ကာရကက်ယာရီဘွားဗိဆာယာရီဘွားမိန်ယာရီဘွားပါတယ်ဒီယာရီဝင်တွေမှာလဲသူတို့ရဲ့စိတ်နေ စိတ်ထားတဘောထားကဘယ်လိုရှိလဲဆိုတော့ဒီယာရီဝင်တွေရဲ့ relationship ကကြာရှည်သက်တယ်ဘာလို့လဲဆိုတော့သူတို့ရဲ့လက်သွဲပေါ်တွေရဲ့အပေါ်မှာတစ္ဆာရှိမှုရယ်သူတို့ရဲ့အချက်တွေကနှက်ဆိုင်မှုရယ်သူတို့တွေမှာမှန်ကန်တဲ့ အချစ်တွေရှိနေလို့ဒီယာဒီဝင်တွေမှာသူတို့ရဲ့အချစ် relationship ကကြာတတ်တယ်။နော်။နောက် sign တစ်ခုက app sign မြေယာဒီဝင်နဲ့မြေယာဒီဝင်တွေမှာဘာပါလဲဆိုတော့ Taurus ပါတယ်၊ Virgo ပါတယ်၊ Capricorn ပါတယ်။နော်။ဘိတယာဒီဘွား၊ကံယာဒီဘွား၊မကာရယာဒီဘွားလို့ပါတယ်နော်ဒီယာဒီဘွား၃ခုပါပါတယ်ဒီယာဒီကွင်တွေက တို့ရဲ့ relation ဖြစ်အပေါ်မှာဘယ်လိုမျိုးစိတ်နေစိတ်ထားသဘောထားရှိလဲဆိုတော့ပေါ့နော်တို့ရဲ့ပါတနာအပေါ်မှာတို့ကတစ္ဆာရှိမှုခိုင်မြဲပြီးတော့ကြားလူဝင်ဖြတ်လို့မရတဲ့ယာရီဝင်တွေဖြစ်တယ်ပြောမှဆိုရင်ဒီယာရီဝင်တွေကတို့ရဲ့အချစ်ပေါ်မှာအရန်ခိုင်မြဲတတ်တဲ့အခါကျတော့ကြားလူတွေဖြတ်ဖို့အရန်ခဲရင်တဲ့ယာရီဝင်ဖြစ်တယ်နော်ဒါဆိုရင်ယာရီဝင်က၉ခုရှိပါပြီနောက်ယာရီဝင်တစ်ခုပဲကျန်တယ်ဒီယာရီဝင်ကကျွန်တော်တို့ဒီ မပြောခင်မှာပေါ့နော်ဒါ၉ခုလုံးပြောခဲ့ပြီဆိုတော့ဒီ၃ခုကြံတာဘာကြံလဲဆိုတာဒါဟိုမိတ်ဆွေတို့လည်းသိကြမှာပါနော်ကြံတဲ့ယာဒီကွင်၃ခု fire sign နဲ့ဒီ sign ကခက်ကြတော့မီးယာဒီကွင်နဲ့ဒီယာဒီကွင်ကခက်ကြတော့ကြောက်ရတဲ့အထင်းမှာပါတယ်ဘလို့ကြောက်ရလဲဆိုတော့ခစ်စကားအရပြောမှဆိုပလေးတက်တဲ့ယာဒီကွင်လို့ပဲကျွန်တော်ပြောချင်တယ်ဘလို့ပလေးလဲဆရာဆိုတော့သူတို့က အချစ်ရည်နဲ့ပတ်သက်ပြီးတော့နက်နက်ရှင်ရှိုင်းကိုချစ်တာလူတယောက်ကိုနက်နက်ရှင်ရှိုင်းကိုချစ်ချစ်တာပေါ့နော်နက်နက်ရှင်ရှိုင်းကိုချစ်ပြီးတော့ဒီ relation တစ်ခုကိုသူတို့ကတိဆောက်သွားတယ်ပြီးရင်ဒုံးတီဖျက်ချပလိုက်တယ်ဒီ yarig ဝင်တွေကအရင်ကြောက်စရာကောင်းတယ်ဒီ fire sign တွေမှာဘာပါလဲဆိုတော့ aries ပါတယ် leo ပါတယ် sagittarius ပါတယ်ဒီ yarig မြန်မာလိုဆိုရင်မိတ္တ yarig ဘွားတိတ် yarig ဘွားနဲ့တနု yarig ဘွား အဲကြောင့်ဒီကိုယ့်ရဲ့လက်သွဲပေါ်ဒီຢာဒီဘွားဖြစ်မှာဆိုရင်နည်းနည်းတော့ဂရုစိုက်ရထဲမှာတော့ပါတယ်ပလေးတက်လို့ကိုယ်အရန်ချစ်ပြတယ်ဟန်ဆောင်ပြတယ်အရန်ကိုချစ်ဟန်ဆောင်ပြတယ်တကယ်လဲကိုကလည်းချစ်ရောသူတို့ကကိုကိုလှည့်ပြပြီးတော့အချားရောက်တယ်ရင်ဝင်တယ်ကိုသိုးဝတ်တယ်အာပြောမှဆိုရင်ဒီခါလေးကြရင်အခုကိုယ့်ရဲ့လက်သွဲပေါ်ကကိုနဲ့သမီးစားပေါ့နော်ချစ်ကြိုက်တယ်သို့တော့တစ်ဖက်မှာလည်းသူတို့ကတယောက်စပယ်ယာထားရတဲ့ဘုံမျိုးပေါ့နော် ဒီဆိုင်ကအရန်ကြောက်ဖို့ကောင်းတဲ့ဆိုင်ဖြစ်လို့ဟိုပြောမစို့ခစ်စကားရပြောမစင်ပလေးတက်တဲ့ဆိုင်ပေါ့နော်အာဒီအချစ်ရေးတွေနဲ့ပတ်သက်ပြီးဆိုပတ်သက်လာပြီးဆိုရင်ပေါ့နော်ဒီမိတ္တယာတွေဘွာတိတ်ယာတွေဘွာဓနုယာတွေဘွာဆိုတော့နည်းနည်းတော့ကြောက်ရတဲ့အထဲမှာတော့ပါတယ်ပေါ့နော်တို့ယာရီကွင်း72ခုလုံးကတို့ရဲ့စိတ်နေစိတ်ထားသဘောထားတွေကတစ်ခုနဲ့တစ်ခုနဲ့မတူကြဘူး ခါလီကြရင်သစွတ်ထိုးဆန်တဲ့စိတ်နေစိတ်ထားတဘောထားရှိကြလို့ခါလီကြရင်လည်းနူးညံ့ပျော့ပြောင်းတတ်တဲ့စိတ်နေစိတ်ထားရှိတယ်ခါလီကြရင်လည်းနူးညံ့ပျော့ပြောင်းတဲ့စိတ်နေစိတ်ထားဟန်ဆောင်ပြီးတော့ရက်ဆက်ကြမ်းကြုတ်တတ်တဲ့စိတ်နေစိတ်ထားတဘောထားတွေရှိတတ်တယ်เนาะဒါဆိုရင်ဇိုတစ်ဆိုင်နဲ့ပတ်သက်ပြီးတော့เนาะဒီအချစ်ရေးပေါ့เนาะအချစ်ရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒါပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်เนาะမိတ်ဆွေတို့လည်းဘယ်ယာဒီကွင်မှာဘာဘယ်ယာဒီကွင်မှာပါပြီးတော့ကိုယ့်ရဲ့ လက်သွဲပေါ်ကလည်းဘယ်ယာရီကွေမှာရှိတယ်ဆိုတာရောဒါကိုပြန်ပြီးတော့လေးလာစမ်းစစ်ပြီးတော့ဟန်ဆောင်မှုရှိမရှိဆိုတာဒါကိုလေးလာသုံးသပ်လို့ရတယ်ရအောင်ဆရာမျှဝေပေးခြင်းဖြစ်ပါတယ်เนาะဒါဆိုရင်ဆရာပြောပြလိုက်တယ်ဆိုတာဒါသူတို့ဖြစ်ပေါ်နေတဲ့ဒီယာရီကွင်းတွေမှာဖြစ်ပေါ်နေတဲ့စိတ်နေစိတ်ထားတဘောဓာတ်တွေကိုပြောပြခြင်းဖြစ်ပါတယ်ခင်ဗျာဟုတ်မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ကြပါစေခင်ဗျာမြန်မာစတာဖြစ်သော